ဝိတူရဇတ်တော်သည်ဂေါရမမြတ်စွာဘုရားဟောကြားတော်မူသောဇကြီးဆယ်ပွဲတွင်နဝမဇတ်တော်ဖြစ်သည်မြတ်စွာဘုရားသည်တာဝတိပြည်ဇေတဝင်ကျောင်းတော်၌သတင်းသုံးတော်မူစဉ်ပညာပါရမီအကြောင်းပြု၍ဂါထာပေါင်း314ဂါထာဖြင့်တစားစင်လျက်ဝိတူရဇတ်ကိုဟောကြားတော်မူသည်ဝိတူရဇတ်တော်၏အကြောင်းအရာအချင်းချုပ်မှာအောက်ပါအတိုင်းဖြစ်သည် ရှေးလွန်လေပြီးသောအခါကုယူတိုင်းငနာပတ္ထနာကိုပြီးတနင်္စေရကောရပြအနီးရှိသောမင်းသည်စိုးစံဤထိုမင်း၌ဝိဒူရမိသောပညာရှိအမတ်တဦးရှိသည်တနင်္စေရကောရပြံမင်းတွင်ကောရပြမိသောသားတယောက်ဖွားမြင်ဤအွေရောက်သောဒနိုင်းစေရကောရပြံမင်းနှဲ့ရွာဆန်းသည်ဖြင့်သားတော်ကောရပြံနန်းတက်သည် ထိုမင်းကကျွေအံကစားမှု၌အလွန်တက်မတ်သည် တနည်း၌ကောရပြမင်းသည် ဥပုပ်ဆောင်၍ဥယင်တော်၌တရားအားထုတ်သည် ထိုအခါရှေးဘွားကအဆွေခင်ပွန်းများဖြစ်ခဲ့ဘူးကြသောတကြားမင်း၊ငကားမင်း၊ဂလုံမင်းတို့လည်းထိုနည်းတူ ဥပုပ်ဆောင်၍မင်းကြီးနေရာဥယင်သို့ရောက်လာကြသဖြင့်မင်းလေးပါးစုံကြသည် ထိုအခါထိုမင်းလေးပါးတို့သည်မြည်သူဤတီလာကပုံမမြင့်မြတ်ကြောင်းကို အတီးအတီးအငင်းခုံဖြစ်ကြကုန်သည် ထို့သို့အငင်းခုံဖြစ်ကြပုံကိုပညာရှိဝိဒူရအမတ်ကြီးထံအဆုံးဖြတ်ဝင်ကြရာအလုံးစုံကို စစ်ဆေးပြီးနောက်မင်းလေးပါတို့၏တီလာသည်ထတ်တူထမ်းများဖြစ်ကြောင်းအဆုံးဖြတ်ပေးသည်ထိုအခါမင်းလေးပါတို့ဝမ်းမြောက်လျက်တကြားမင်းကဘွဲဖြူပစိုးဂလုံးမင်းကရွှေပန်းနဂါမင်းကပဒမြကောရပြမင်းကစီမင်းစသည်ဖြင့်အတီးအတီးပူဇော်ကြသည် နဂါမင်းသည်နဂါပြည်သို့ရောက်တော့နဂါမိဖုရားကဗရံများကိုမြင်၍မေးသဖြင့်အကြောင်းစုံကိုပြောပြ၏ထိုအခါမိဖုရားသည်ဝိတူရာ၏တရားစကားကိုနာကြားလိုသဖြင့်တိုက်ရိုက်ခေါ်ဆောင်စီကမရမီဆိုသောကြောင့်ဖျားနာဟန်ပြု၍ဝိတူရာ၏နှလုံးကိုအလိုရှိသည်ဟုပူဆာ၏နဂါမင်းသည်ဝိတူရာ၏နှလုံးကိုရနိုင်ရန်ခက်ခဲသောကြောင့်ပူပန်နေစဉ်တမိတော်ယန္တတီသည် ရောက်လာသဖြင့်နဂါမင်းသည် သမီးတော်အားဝိဒူရာ၏နှလုံးကိုဆောင်ယူနိုင်မည်။နင်းယောက်ျားကိုရှာဖွေချေဟု စေလိုက်သည်။မင်းသမီးလည်းကာလာတောင်သို့သွား၍နင်းလျာကိုရှာခိုက်ပုံနာကဘလူးစစ်သူကြီးကို တွေ့မြင်ရသည်။မင်းသမီးအားပုံနာကသည်လွန်စွာမျက်နှိုးသဖြင့်မင်းသမီး၏မေရော်မီဖီးယားအလိုရှိသောဝိဒူရာ၏နှလုံးကို ဆောင်ယူနိုင်ရန်ဂရုပြုသည် ထိုအခါယန္တဒီသည် ပုံနာကကိုခေါ်ဆောင်၍ခမဲတော်ထံသို့သွားကအကြောင်းကိုလျှောက်ထားသည် နဂါမင်းလဲဝိတူရအမတ်ဤနှလုံးကို ဆောင်ယူပေးနိုင်ပါကအမှန်ပင်တမီတော်နှင့်လက်ထက်ထင်းများပေးမိဟုဂတိပြုသည် ထိုခါပုံနာကသည်ဝန်ခံ၍ဥရီတော်ကုဝေရဲ့နတ်မင်းကြီးဆန်ရာစာတုမဟာရစ်နတ်ပြည်သို့သွားရောက်သည် ထိုနောက်နတ်မင်းကြီး၏အခွင့်ကိုဥပယ်တံမြင်ဖြင့်ရယူ၍ ဝိတူရကိုလည်းဥပေတံမြင့်ဖြင့်ရယူနိုင်ရန်ဝေပုံလာတော်မှပရံများကိုဆောင်လျက်ကောပြန်းရမင်းထံသို့ရောက်သည်ကျွေအံကစားရန်ပုံနာကသည်ပစ္စည်းလူလင်အတွင်ဖြင့်ကောရပြမင်းထံသို့ဝင်ရောက်၍မင်းအားကျွေအံကစားရန်ဖိတ်ခေါ်၏မင်းကလောင်းကြီးကိုမေးရာ ပုံနာကကဖိုးမဖြတ်နိုင်သောပရံများနှင့်မနှောမယက်မြင်းပြန်ကိုပြ၍ကျုံရှုံးလျင်ဤပစ္စည်းကိုယူပါဟု ဆိုသည် ိုခါမင်းကြီးကလည်းကျွန်ုပ်ရှုံးလင်ထင်းနေမိဖုရားနဲ့မိမိကိုမှတပါလိုရာကို ယူပါဟုဆိုသည်ထို့နောက်မင်းနှပါတို့ကြွေရန်ကစားကြသည် ကောရပြမင်းမှာလွန်ခဲ့သောသုံးခုမြောက်ဘဝကမိခင်ဖြစ်ခဲ့ဘူးသည့်ထီးဖြူဆောင်တဲ့သမီးကတန်ကိုးဖြင့်ကူညီသည်ဖြင့်အခြားလောင်းကစားပေါ်မင်းများကို နိုင်မြဲဖြစ်သည့်ကစားရာတွင်ကောရပြမင်းကအရှုံးကြမိကြွေကိုကြိုတင်သည့်သဖြင့် ဖမ်းနိုင်သည့်အခါပုံနာကသည်နတ်သမီး၏တန်ခိုးမှန်းသည့်သဖြင့်နတ်သမီးကို မျက်ဆောင်ထိုး၍နှင်ထုတ်လိုက်သည်ထို့နောက်ကစားပြန်သောအခါကောရပြမင်းရှုံးလေသည် ဖို့ခါပုံနာကသည်လောင်းကြီးထားသည့်အတိုင်းမင်းကြီးအမတ်ဖြစ်သောဝိဒူရအမတ်ကိုတောင်းသည်မင်းလဲဂရိအတိုင်းပေးရသည် ပုံနာကသည်ဝိဒူရအားခေါ်ဆောင်၍သွားသည်လမ်းတွင် ပုံနာကသည်ဝိဒူရအားယူဆောင်သွားသည် ထက်တက်ဖြတ်ပြီးမှနှလုံးသားကိုယူဆောင်သွားအံ့ဟု မြင်းမြီးကိုကင်ဆွဲစေလျက်တောတောင်အထက်ထက်လဲ၍ မြင်းကိုဆိုင်းသည်တို့ရာတွင်ဝိတူရဤတစ္ဆာတိလအာနုဘောကြောင့်မတေပဲပင်မန်းယုံသာရှိလျင်အမျိုးမျိုးချင်းချောက်၍လေအကောင်းတောင်ထိတ်မှပြစ်ချ၍၎င်းတက်ရန်စ조사ပြန်သည်ဝိတူရလည်းပုံနာကသည်မတေတေအောင်တက်မီကိုတီး၍အဘဲကြောင့်မိမိအားတက်လိုသည်နီဟုမေးသည်ပုံနာကက ယန္တိနဂါမောကိုယူလိုသောကြောင့်ဖြစ်၍ရယူရန်မှလည်းဝိတူရနှလုံးသေးဖို့ကို ပေးနိုင်ပါမဟုဆိုသဖြင့်ယခုဝိတူရဤနှလုံးကို ထုတ်ယူရန်ဖြစ်ကြောင်းပြန်ပြောသည် ထိုအခါဝိတူရကပုံနာကအာတင်သက်လိုကတလော်တို့ရာတွင်တာဒုနယတရားကို ရှေးဥစွာ နာဥလိုဟုဆိုသည်ထို့နောက်ဝိတူရသည်တရားဟောပြောသဖြင့်ပုံနာကသည်မိမိအမားကိုတီး၍ တောင်းပန်ကပြန်ပို့မည်ဟုဆိုသည်တို့ရာတွင်ဝိတူရာကနဂါးပြည်သို့ပင်လိုက်ပါလိုသေးသည်ဟု ဆိုသည်ဖြင့်နဂါးပြည်သို့ပို့ရသည်ဝိတူရာသည်နဂါးပြည်သို့ရောက်သောအခါဝိရုဏနဂါးမင်းအားတရားဟောပြ၏ထို့နောက်နဂါမိဖုရားဝိမလာဒေဝီကိုလည်းတရားဟောပြောသည်မိဖုရားလည်းမိမိလိုအင်ပြေဝပြီဖြစ်သည်ဖြင့် ဝိဒူရာဒုက္ခမိန်ကိုနနာပဋ္ဌာနာကိုပြည်သို့ပြန်၍ပို့စေသည် ပုံနာကလည်းယန္တိနဂါမောကိုရလေသည်ကောရပြမင်းကြီးလည်းဝိဒူရာဒုက္ခမိန်ကို ပြန်၍တွေ့ရနေဝမ်းမြောက်၏ဝိတူရသည်မိမိ၏အဖြစ်ပြက်များကို ပြန်ကြားလျှောက်ထားသည်မိမိပုံနာကထံမှရရှိခဲ့သောပရံများကိုလည်းမင်းကြီးအားဆက်သည်ထိုမှဆ၍ဝိတူရသူခမိန်သည်အသက်အတိုင်းနေ၍ သေးလွန်သောတာဝတိန်သာနှက်ပြီး၌ဖြစ်သည်ဇက်ပေါင်းသောဝိတူရသူခမိန်သည်ဂေါတမမြတ်စွာဖျားဖြစ်လာသည်ဝိတူရသူခမိန်ဤမယအနောဇာဒေဝီသည်ယတောတရာဖြစ်လာသည်ဂရုဏနဂါမင်းသည်တာရိပုတ္တရာထွဲဖြစ်လာသည်ဂလုံမင်းသည် မောဂလန်ထဲဖြစ်လာသည်တိကြားမင်းသည်အနုယုဒ္ဒာထဲဖြစ်လာသည်ကောရပြမင်းကအာနန္ဒာထဲဖြစ်လာသည် ပုံနာကဘီလူးစစ်သူကြီးမူအင်ကူလီမာလာဖြစ်လာသည် မနောမယတိန်နောမြင်းသည်ကန္ဓာကမြင်းဖြစ်လာသည်ငကားမိဖျားဝိမလာဒေဝီသည် ခေမာဘိက္ခုနီမဖြစ်လာသည်ယန္တိငကားမသည်ကိတာဂေါဒမီဖြစ်လာသည်ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင် ကျွန်တော်ရဲ့ channel ကို like share and subscribe လုပ်ထားပေးဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်